ကျွန်တော်တို့ဒီနောက်ဆုံးမှာလည်းတကယ်ကိုကျွန်တော်မိဘမြတ်တာပေါ့เนาะအဲ့ဒါလေးကိုလည်းပြတာတယ်အချိန်မှာလည်းကျွန်တော်တို့၅ယောက်လည်းလွဲလေးနေဟိုပျော်စရာလေးတွေလည်းပါပါတယ်အဲ့ထဲမှာလည်းကျွန်တော်တို့မတိုက်ထားမဲနဲ့ဖြစ်သွားတဲ့အခန်းလေးလည်းအများကြီးရှိရနော်ဟုတ်ကဲ့ဘယ်လိုခမ်းမျိုးလဲဆိုတော့ရက်တော့တဲ့ခမ်းလို့ပါလို့ဆိုတော့အဲ့ဒီအကြောင်းကဖြစ်လာတဲ့အရာကိုဒီပြီးတော့ဒီလိုတကယ်တော့ပြောရအောင်ဘူးလေးလည်းမသိဘူးပြောတော့ပါလေအမတရားဆိုရင်အဲ့ကအဲ့အခမ်းပြီးတဲ့ အချိန်ကပြန်ရမယ့်အချိန်ဆိုတော့အာပလင်းတောင်းတာတော့မူးဆုံးမထူးတော့ပါဘူးဆိုကြာကြတာပေါ့အဲတယောက်တစ်မျိုးစီတောင်းရင်တောင်းရင်းနဲ့ရိုက်ဖြစ်သွားအဲ့ထဲမှာပါတယ်နောက်ဆုံးပလော့လေးဆိုရင်တကယ်မူးပြီးပြောလိုက်တဲ့ကန်းနေပါတယ်ဟုတ်ကြေးသိမ်းလာရမှာမဟုတ်ဘူး လူကြီးမင်းစနေကိုပြန်လဲပို့ပေးပါနှစ်ဖက်အတွင်းမှာလူလေးဦးကိုကားနဲ့တိုက်ခဲ့တယ်လို့မင်းကဘယ်တော့တိုက်ပြီးတော့ဒီမှာရန်နေတာကောင်းမဲမောင်းလိုက်တာဆိုကောင်းမဲပြန်မောင်းစားမိမိကိုကြီးရောက်ခိုင်းဟာငါ့ကျမမဟုတ်ဘူးငါမိပါညာအော်အများကြီးခေါ်ပါတယ်ဘာလို့ဆိုတော့ ျွန်တော်ညီကိုတွေအကုန်လုံးတက်ညီလက်ညီအဲစူးစမ်းခဲ့ကြတဲ့အမှတ်တရလေးဆိုတော့ဒီနေ့အာပရိသတ်တွေကိုအာကျွန်တော်စူးစမ်းလာတာလေးပြခွင့်ရပြီဆိုတော့လေအမှတ်တရအများကြီးဖြစ်ပါတယ်ဟုတ်ပါဘူးဒီမိနာဖြစ်တဲ့အများကြီးပါတာတကယ်လို့မနေ့တည်းတည်းညာတော့ပဲเนาะအားရပါပါဒီဘက်သူရဲ့တမျိုးစုဖက်ကွဲထွက်နေတာဆင်းရဲတော့ကျွန်တော်တို့ကဒီမှာဒီတယောက်တမျိုးစုစီရောเนาะအဲအားအားလုံးပေါင်းပြီးတော့ပြုတ်ဆောင်အားရအလေးရောအများကြီးပါတယ်ဟောအမှတ်ရရောအလေးရောအများကြီးပါပဲဒါပေမဲ့ ီးလုံးနဲ့စကားတကောက်အကောင်းဆုံးပုံပေါ်ထားပါတယ်။အခါလေးအဲ့အလွဲလေးတွေကလည်းကင်မရာစီကမိဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ဒီနောက်ဆုံးမှလည်းတကယ်ကိုကျွန်တော်မိဘမြေတာပေါ့နော်အဲ့ဒါလေးကိုလည်းပြတာရယ်အချိန်မှလည်းကျွန်တော်တို့အားရောက်လဲအလွဲလေးညီနဲ့ဟိုပျော်စရာလေးညီလည်းပါပါတယ်အဲ့ထဲမှာလည်းကျွန်တော်မတိုက်ထားမဲနဲ့ဖြစ်သွားတဲ့အခန်းလေးညီလည်းအားကြီးရှိရနော်ဟုတ်ဘယ်လိုခန်းမျိုးလဲဆိုတော့ရက်တော့တဲ့ခန်းလို့ပါလို့ဆိုအဲ့ဒီကြောင်က ဖြစ်လာတဲ့အရာကိုဒီပြီးတော့ပြီးတော့တကယ်တော့ပြောပါမယ်ဘူးလေးဘူးလေးလည်းမနေဘူးပြောတော့ပါလေအမတရားဆိုရင်အဲ့ကအဲ့အခန်းပြီးတဲ့အချိန်ကပြန်ရမယ့်အချိန်ဆိုတော့အာပလင်းတောင်းတာမူးမူးဆုံးမထူးတော့ပါဘူးကြာကြတာပေါ့အဲတယောက်တစ်မျိုးစီတောက်ရင်တောက်ရင်းနဲ့ရိုက်ဖြစ်သွားအဲ့ထဲမှာပါတယ်နောက်ဆုံး plot လေးဆိုရင်တကယ်မူးပြီးပြောလိုက်တဲ့ကန်းနေပါတယ်ဟော ုံမှန်ဆိုမထွက်ရဲတဲ့စကားလုံးတွေရှိတယ်။ဟုတ်ကဲ့။ဒီတော့ဆိုတော့တော့ပါရဲ့။ခိုက်မရတော့မရှိကြတော့ကျွန်တော်မမရရတော့အဲ့ကိုတမင်းတမင်းဇပွဲဟုတ်တယ်ဟုတ်တယ်ဟုတ်။အကဲကောင်းကြီးတော့ကျွန်တော်ဘာမှမဖြစ်တော့တေးစားပဲဖြစ်တယ်။ကျွန်တော်ရှိရနေပြန်သွားပါပဲနော်။ဟုတ်တယ်ဟုတ်။အဲ့ဒီအချိန်ကကျွန်တော်ဒီအဲသူတားမယ်ငါတားမယ်ဆိုစိတ်လုံးဝမရှိပဲနဲ့အပြိုင်ဆိုင်ပေါ့နော်။အဓိကကကိုဆုံးမှုပြင်ပန်းတာပါ။ဒါဆို၅ရောက်လုံးညှိရရတာဆိုတော့ကျွန်တော်တယောက်တစ်ပေါင်းနဲ့ ဟုတ်တယ်ဟုတ်တယ်ကျွန်တော်အရန်ကိုပျော်ကြတယ်ကျွန်တော်တို့ကဆင်းပေါ်မှာလဲဟာတာကြီးပြောပြီးရိုက်ကြတာဆိုတော့လေနော်အာဟုတ်မင်းပြောပြလိုက်ပါဦးလူနေကန်းကျွန်တော်တို့ကမရိုက်တယ်မပိုင်းလူတွေကပြီးမှအဲ့လိုအချိန်ကစကားပြော ဒါပြောနေတော့ခါဒါပဲအလုပ်တော့တေချာလုပ်ပါရင်ဟုတ်ဟုတ်ကိုကျော်တဲ့တင်ထားဗီဒီယိုရှိရလေအော်ဟုတ်တယ်ကြိုက်လို့မရတော့ဘူးတော်တော်စဖောက်လိုက်ရင်တင်ဟုတ်တယ်ဟုတ်တယ်ဒီကတယောက်ဟုတ်တယ်ဒီကျော်တယောက်ဒီကျော်တွေပါရင်ကျွန်တော်နောက်တယောက်ထိုက်တယ်ဟုတ်လဲကိုတင်ရဒီစကားကိုအစတော့ကင်းရနေပျောက်လောင်းလေးများလို့ကြောင်းပလိုက်လို့မလုပ်ပါနဲ့လေလေကြိုက်လို့ဟုတ်တယ်ဒါပေမဲ့ကြောင်းရတော့ပြည်သူပုံစံကိုနားမလားအဲပုံစံတစ်မျိုးပြတ်သွားမှာအရင်မြောက်တွေပြတ်သွားမှာဆို အဲ့ဒီမှာအားလုံးပေါ့နော်ထပ်တူဝန်းနေရတဲ့စက်ဝင်တွေတခန်းတော့ရှိတယ်။အဲ့ဒီမှာတော်တော်လေးမှုကနော်တော်တော်ရောက်တယ်ဟိုကျွန်တော်ဆိုလဲဟိုရိုက်ခွေးပြီးလို့တော့အရှင်းပြောရင်ဝန်းနေနေဟုတ်ဟုတ်အဲအဲ့မှာကျွန်တော်တို့ကပို့ပြီးတော့အထူးကြတာမီထိုဖြစ်တဲ့အတွက်မီထိုက dialogue တလုံးကျွတ်လိုက်ရင်တစ်ခေါက်တစ်ချောင်းယူလိုက်ရင်ကျွန်တော်တို့ကပို့ပြီးဟက်ထိစေရပါတော့เนาะအဲ့ဒါဆိုအရင်တအားယူမှုအများကြီးအရင်မလုပ်ရဘဲနဲ့ မင်းချို့ရဲ့စကလုံးဒိုင်လော့တစ်ချောင်းကလည်းကျွန်တော်တို့ကိုအများကြီးထောက်ပံ့ဖြစ်နေဆိုတော့အာမင်းချို့ကိုကျွန်တော်ဒီနေ့ကနေကျေးဇူးအများကြီးတင်ပါတယ်ဘာလို့ကျွန်တော်တို့အားလုံးကိုတီးခတ်ပြီးရိုက်ပေးရတယ်တွာနော်ဟုတ်တယ်ဟုတ်ကျွန်တော်ရေဂီတာတွေက28နှစ်ရယ် ဒီမောင်ဒီမောင်ကိုထိစတာဟာတဲ့ကဒါလေးလာရောအားဟုတ်ပါပါတယ်။ဒီနေ့တက်တယ်ဆိုတော့လည်းဒါလည်းကျွန်တော်တို့ကိုတရားလေးကြိုးစားထားပဲ။ကြိုးစားထားပါပဲ။ပြီးတော့ချပြချင်တာတွေအများကြီးရှိတယ်။ပြောပါရစေ။ဒီအချိန်မှာဒီလိုတွေတော်တော်ရောက်သွားပြီ။ဟုတ်ပါပါ။ဒါကကျွန်တော်ရဲ့အဟိတ်ပြလိုက်ရအောင်လို့ပြောတယ်။ကျွန်တော်လည်းအောင်းလို့တော်တော်ရောက်လာပြီ။